အားလုံးပဲမင်္ဂလာပါခင်ဗျာလက်ကီးဒုတိယချင်းတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဆယ်လပိုင်း18ရက်နေ့တောက်ကြနေ့အပိတ်နေ့အတွက်နေကုန်လေးကိုကျွန်တော်ဒုတိယလေးတွက်ပြပေးသွားပါမယ်ခင်ဗျာပထမဆုံးကျွန်တော်တို့ဆိုင်နော်18ရက်နေ့17နာရီတမနစ်အတွက်ပထမဆုံးထေစီပိုင်းလေးကိုကျွန်တော်စာပြီးတွက်ပြပါမယ်ခင်ဗျာနော်ပထမဆုံးထေစီပိုင်းလေးကကျွန်တော်ဒီဟာနှစ်ရက်၄ရက်9ရက်နော်ဒီ၃လုံးပေါင်းချင်းပါခင်ဗျာ ဒီသုံးလုံးပေါင်းချင်းကကျော်လို့2 4 6 6နဲ့9ပေါင်း73ဟုတ်ပြီနော်73 73ဆိုတော့3ရက်နှက်ခတ်ကကျော်လို့900ပါလေခင်ဗျ3ရက်နှက်ခတ်က9ဆိုတော့ဒီမှာကျော်တော့ပါထွက်သွားပြီလေ9ထိပ်စီလေးထွက်သွားပြီခင်ဗျဟုတ်ပြီနော်2ရက်4ရက်6ရက်အဲ sorry 2ရက်4ရက်9ရက်ပေါင်းချင်းက73 3ရက်နက်ကက9ကျွန်တော်ငါးထိပ်စီရတာလေနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ခင်ဗျာနော်ဒီက4ရက် တရား၈ရက်နှစ်ရက်နော်ဒီသုံးလုံးပေါင်းခြင်းတက်ဆက်14ရက်နှစ်ခက်ကနှစ်ဒီမှာလည်းကျွန်တော်တို့နှစ်ထိပ်စီလေးထွက်သွားပါတယ်ခင်ဗျာ၄ရက်၈ရက်နှစ်ရက်ပေါင်းခြင်းကတက်ဆက်14ရက်နှစ်ခက်ကနှစ်နှစ်ထိပ်စီခင်ဗျာနော်ဒါကြောင့်လာမယ့်ကျွန်တော်တို့18ရက်နေ့တောက်ကြနေ့နော်17နိုင်10မိနစ်အတွက်လေးဟာဒီက9ပေါ့ခင်ဗျာ9ရက်ဒီက62နှစ်နော်62နှစ်ရက် ပေါင်းချင်းက၈တရား၉စက်ခွန်ပေါ့ခင်ဗျစက်ခွန်ဆို9ရက်နှစ်ခတ်က3ညဟုတ်ပြီနော်9ရက်နှစ်ခတ်က3ညဟုတ်ပြီနော်9ရက်6ရက်2ရက်ဒီမှာဆို6ရက်နှစ်နဲ့ပေါင်း၈9နဲ့ပေါင်းစက်ခွန်9ရက်နှစ်ခတ်က3ညဒါကြောင့်ကျွန်တော်တို့က3ညထိတ်စီရသွားပြီခင်ဗျနော်3ညတစ်လုံးကျွန်တော်တို့ထိတ်စီအပိုင်ရသွားပြီခင်ဗျနော် တုံညတလုံးထိစီရသွားပါပြီဒါက12နာရီ10မိနစ်အတွက်ကျွန်တော်တို့ထိစီတလုံးရပြီခင်ဗျတုံညတလုံးဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်အပိတ်လေးဆက်ပြအပိတ်ကနန်းလေးအပိတ်ကနန်းလေးကဒီဟာ၃ညရဲ့2ရဲ့၃ညရဲ့2ရဲ့ဒီဟာ4ရဲ့ဒီဟာ9ရဲ့ဟုတ်ပြီနော်၃ည2 4 9ဒီ4လုံးပေါင်းချင်း2နဲ့4နဲ့ပေါင်းတော့6 6နဲ့9နဲ့ပေါင်းတော့73 3ရဲ့ ကျွန်တော်တို့ပါဝါက10ဟုတ်ပြီနော်3ရဲ့ပါဝါက10ဒီမှာကျွန်တော်တို့10အပိတ်နဲ့58ဆိုပြီးတော့ထွက်သားတယ်ခင်ဗျဟုတ်ပြီနော်4လုံးပေါင်းခြင်း3ညာ2 4ခွန်ပေါင်းခြင်းက73 3ရဲ့ပါဝါ10 10အပိတ်နဲ့58ထွက်သားတယ်ခင်ဗျနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခုက3နဲ့4နဲ့ပေါင်းခြင်းရဲ့4 9ရဲ့ဒီက2ဟုတ်ပြီနော်ဒီမှာ3နဲ့4နဲ့ပေါင်းခြင်းက9 9နဲ့ပေါင်းခြင်း16 နဲ့နဲ့ပေါင်းရင်78 8ရဲ့ကျွန်တော်တို့ပါဝါက3ဟုတ်ပြီ10ပါဝါ3ဆိုတော့ဒီမှာလည်းကျွန်တော်တို့ဘာထွက်တာလဲဆိုတော့3အပိတ်နဲ့20နဲ့3ဆိုပြီးထွက်သွားတယ်။3ရဲ့4နဲ့ပေါင်းခြင်းက9 9နဲ့ဒီက9နဲ့ပေါင်းတော့16 2နဲ့ပေါင်းတော့16 8ရဲ့ပါဝါက3ဒီမှာ3အပိတ်နဲ့2 3ထွက်တာလေခင်ဗျနော်။ဒါကြောင့်လာမယ့်ကျွန်တော်တို့18ရက်နေ့အပိတ်နေ့72နာရီ10မိနစ်မှာဆိုရင် ဒီဟာ6နဲ့9နဲ့ပေါင်းတော့16 16နဲ့9နဲ့ပေါင်းတော့25 25နဲ့9နဲ့2နဲ့ပေါင်းတော့29ဒီမှာဆိုရင်9နဲ့9နဲ့ပေါင်းတော့6 6 3နေ29ပေါ့ခင်ဗျ9ရဲ့ပါဝါက2ဟုတ်ပြီနော်9ရဲ့ပါဝါက2ဆိုတော့ကျော်တို့ဘာရမလဲ2အပိတ်နဲ့ကျော်တို့3ညာ2ဆိုပြီးတော့ထွက်တာခင်ဗျနော်3ညာနဲ့2ပေါ့ခင်ဗျ9နဲ့6နဲ့ပေါင်းတော့16 9နဲ့ပေါင်း25နဲ့နဲ့ပေါင်း29ခွန်9ရဲ့ပါဝါက2နှစ်အပိတ်3ကြားနှစ်ဒါက12နှစ်တမနစ်အတွက်3ကြားနှစ်တစ်ခွက်ကျွန်တော်တို့ရတာပြီခင်ဗျာကျွန်တော်တို့ညနေ4နာရီခွဲကိုစတင်စပြပေးပါမယ်ညနေ4နာရီခွဲဆက်ကြည့်မယ်ခင်ဗျာเนาะကျွန်တော်တို့18ရက်နေ့အပိတ်နေတောက်ကြနေ့ညနေ4နာရီခွဲပထမဆုံးထိတ်စီးပိုင်းကကျွန်တော်တို့ဘာနှစ်ထိတ်စီးပါခင်ဗျာเนาะနှစ်ထိတ်စီးဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီက 9ရယ်3ရယ်9ရယ်ဒီဟာ3ရယ်ဟုတ်เนาะ3 5 9 3ရယ်ပေါင်းချင်းကကျွန်တော်တို့14 4ရယ်နှက်ခတ်ကကျွန်တော်တို့200ခင်ဗျဟုတ်ပြီเนาะ4ရယ်နှက်ခတ်က2ဒီမှာ2ထိတ်ထွက်လာတယ်3 5 9 3ရယ်ပေါင်းချင်းက14ရတယ်4ရယ်နှက်ခတ်က2 2ထိတ်စီရတယ်ခင်ဗျဟုတ်ပြီเนาะနောက်တစ်ခုကျွန်တော်တို့စက်ကြည့်အောင်မယ်ဒီမှာလည်းကျွန်တော်ဗာထိတ်တယ်ဆိုတော့10ထိတ်

ဟုတ်ပြီနော်၄နဲ့၄နဲ့ပေါင်းတော့၈၈နဲ့9နဲ့ပေါင်းတော့15 3ညနဲ့ပေါင်းတော့20 3ညပေါ့ခင်ဗျာ3ညရဲ့နက်ခတ်ကကျွန်တော်တို့900လာဟုတ်ပြီ3ညနက်ခတ်က900ဆိုတော့ကျွန်တော်နှလုံးယူရမယ်နော်3ညထိတ်ခွန်ထိတ်ဟုတ်ပြီနော်3ညထိတ်နဲ့ခွန်ထိတ်နဲ့ကျွန်တော်ရလာပြီအပိတ်ကိုကျွန်တော်ဆက်ကြည့်မယ်ခင်ဗျာနော်အပိတ်ကနန်းလေးကြည့်ပြီးပါအပိတ်ကနန်းလေးကတော့ရှင်းပါလေကျွန်တော်တို့ဒီ အပေါ်လေးလုံးနဲ့အောက်သုံးလုံးပေါင်းခြင်းပေါ့ခင်ဗျာနော်အပေါ်လေးလုံးနဲ့အောက်သုံးလုံးကျွန်တော်ကျွန်တော်ကျွန်တော်ဝိုင်းလိုက်တော့မယ်ခင်ဗျာနော်အပေါ်လုံးလုံးနဲ့ဒီကျော်တို့အားလုံးလေးလုံးဒီကသုံးလုံးခုနှစ်လုံးပေါင်းခြင်းပေါ့နော်ခုနှစ်လုံးပေါင်းခြင်းပေါ်လေးလုံးကျွန်တော်ပေါင်းလိုက်တာ71 75ရတဲ့20 20တရား71နဲ့ဆိုရင်31ဟုတ်ပြီ31ဆိုတော့1ရဲ့ပါဝါက6ဒီမှာကျွန်တော်တို့ဘာထွက်သွားလဲ6အပိတ်ထွက်လာတယ်ဟုတ်ပြီเนาะ6အပိတ်လေးထွက်သွားပါတယ်ကျွန်တော်တို့နောက်တစ်ခုဆက်ကြည့်မယ် နောက်တစ်ခုလည်းကျွန်တော်ဒီတလုံးနံပါတ်3ဖွင့်လိုက်မယ်ဒီအပေါ်၄လုံးအောက်3လုံးပေါင်းခြင်းเนาะအောက်3လုံးနဲ့အပေါ်၄လုံးအပေါ်၄လုံးကျွန်တော်တို့ပေါင်းလိုက်တာ10 19 23 23 28 36 38ဆိုတော့8 8ရဲ့ပါဝါကလည်း3ပဲခင်ဗျဒီမှာလည်းကျွန်တော်တို့3ပိတ်နဲ့ပါထွက်သွားတယ်83ဆိုပြီးထွက်ထားတယ်။ဒါကြောင့်မို့နော်19နှစ်နေအဖေနေညနေ4နာရီခွဲမှာကျွန်တော်တို့ပိတ်နိုင်ကြီးရှိတဲ့ကဏ္ဍလေးကဒီ9လုံးပေါင်းခြင်း ခုနှစ်လုံးပေါင်းချင်းပေါ့ခင်ဗျာနော်ဒါခုနှစ်လုံးပေါင်းချင်းကအပေါ်လေးလုံးပေါင်းလိုက်တာကျွန်တော်တို့9နဲ့28ဒီက10နဲ့ပေါင်းနော်16နဲ့10နဲ့26 26နဲ့5နဲ့ပေါင်း30နဲ့1အားလုံးပေါင်း39ပေါ့ခင်ဗျာနော်39ဆို9ရဲ့ကျွန်တော်တို့ power က4ဟုတ်ပြီ9 power 4ဆိုတော့ကျွန်တော်တို့ဘာထွက်လာမလဲဆိုတော့4ပေါ့ခင်ဗျာ4ဆိုရင်3ည4ခွန်လေးဟုတ်ပြီနော်3ည4ခွန်လေးကျွန်တော်တို့၃ွက်ပဲထိုးရမယ် ဒီမှာဆိုရင်လည်းထိတ်စီမှာကျွန်တော်တို့ကမနက်နဲ့ညနဲ့ထိတ်စီရတူနေပါလေခင်ဗျာနော်ခொနည်းရဲ့နက်ခတ်က3ည9ရဲ့ပါဝါက2ဟုတ်ပြီဒီမှာ3ညရဲ့နက်ခတ်က9 3ညရဲ့ပါဝါက5နော်ဒါကြောင့်မို့ဒီ3ခွက်ကိုကျွန်တော်ဦးစားပေးရမယ်3ည2 3ည4ခွန်4ဒီ3ခွက်ကိုကျွန်တော်ဦးစားပေးထိုးရမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့အရန်ခွက်ကိုကြည့်မယ်ဆိုရင်အပူးဆိုရင်ပါလာမယ်ခွန်ခွန်ရှိမယ်နှစ်နှစ်ရှိမယ်ဟုတ်ပြီနော်နောက်ပိုင်းမှာဆိုရင် တော့ sorry ပါဒါထိတ်စီနှလုံးကျွန်တော်ယူမယ်ဆိုရင်ညနေထိတ်စီနဲ့ဆိုရင်ပါလာမယ်၃ည2ကလည်းပြီးပြီဆိုတော့ခွန်နှစ်ထိုးလို့ရတယ်ခင်ဗျာเนาะခွန်နှစ်ပါဝါတွဲထွက်လို့ထိုးထိုးထိုးခြင်းထိုးလို့ရအောင်နောက်ပြီးအပူရေးပေးပါမယ်ခင်ဗျာအပူကခွန်ခွန်ရယ်ပြီးရင်နှစ်နှစ်ရယ်ဟုတ်ပြီเนาะဒီမှာဆိုရင်ကျွန်တော်ပါလာမယ်ခွန်နှစ်ရယ်ပါဝါက2ခွန်နှစ်ရယ်နှက်ခတ်က3ည9ပါဝါ4 9ရယ်နှက်ခတ်က6 ဒီမှာဆိုရင်အပူးကတုံညာတုံညာရှိမယ်အပူးထိုးကျင်တဲ့လူတွေကနော်ဟုတ်ပြီနော်တုံညာတုံညာအပူးရှိမယ်ပြီးရင်တုံညာ၄ရှိမယ်တုံညာ၆တုံညာ၉ရှိမယ်ထိုးလို့ရလားလေအဓိကတော့ခွန်ခွန်ရဲ့နှစ်နှစ်ရဲ့တုံညာတုံညာရဲ့ဒါကအပူးလာမယ်လာနိုင်ခြေရှိရင်ဒီကနန်းလေးထိုးပြပါအဓိကမိန်ခွက်ကတော့တုံညာနှစ်တုံညာ၄ခွန်၄ဒီသုံးခွက်ကတော့မိန်နော်ဒါကတော့ရံပေးပါ82ဟုတ်ပြီနော် โอเคมีดิเป็ดตัวบาเลยครับเนี่ยขณะนี้เสร็จแล้วเนาะมีดิเป็ดตัวတော့ဟုတ်ပြီเนาะมีดิเป็ดตัวเลยครับเนี่ยတော့ဘူးတမနော်3ညာ2 3ညာ4 400အဓိက main ပေါ့เนาะဒီ channel ကွက်ကတော့အရင်လေးနဲ့ထုတ်ပြီးလို့ရပါတယ်ခင်ဗျအားလုံးပဲကျွန်တော်တို့အပိတ်နေမှာ16ရက်နေ့ညနေဟောမနက်ကိုအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ